မြို့ရဲလူအများကြီးနဲ့ပြည်တင်ခဲ့တဲ့ဒရိဆန်ကဲဆေးစခန်းရဲ့တိတ်ဆိတ်တဲ့တောင်းလေးတစ်ခုမှဆိုရင်ဒူဝိုင်းရှောင်းဖယ်နေခဲ့တဲ့တောင်းအင်းတစ်ခုရှိပါရင်အဲ့ဒီအထဲမှဆိုရင်ဗလဲဆွဲမျက်လုံးပြပြနဲ့ကြောက်စရာကောင်းတဲ့အတန်နဲ့ဟိဟောက်တတ်တဲ့ဂျာမန်တိုးထင်းခွေးကြီးတစ်ကောင်ထိုင်နေပါရင်သူ့ရဲ့နာမည်ဆိုးကစခန်းရဲ့စင်းကြံတဲ့အထိပြန့်နှံ့နေခဲ့တာပါရန်လိုတယ်ဘယ်လိုလုပ်ရမလဲမသိဘူးဘယ်သူမှမကန်ရဲဘူးဆိုတဲ့တည်င်းတွေပဲဖြစ်ပါရင် သူရဲ့ခွေးလောင်အိမ်မှာအန်ဒီရရှိတယ်မရှိကပ်ရဆိုရဆိုင်ဘုတ်ဝင်တော့မှကတ်ထားရပါရင်စေတနာဝန်ထမ်းတွေကသူ့အကြောင်းကိုတီးတိုးပြောနေကြပါရင်အသွေးအကြုံရင့်ကျက်တဲ့ခွေးထင်းတွေကတော့မှသူ့ရဲ့လောင်အိမ်ကနေတုံတုံရင်နဲ့သွေးဝေပေးလို့ထွက်လာခဲ့ရတဲ့အထိပဲဖြစ်ပါရင်တတော်များများအတွက်ကတော့ဘလဲဟာကဲဆဲထားတဲ့ခွေးတကောင်မဟုတ်တော့ပါဘူးအချိန်မြွေပေါက်ကွဲထွက်နိုင်တဲ့ဘုံတလုံးလိုမျိုးဖြစ်နေခဲ့ပါပြီရက်တွေကနေလတဲ့အထိကြာမြင့်ခဲ့ပြီးတော့လူတွေကသူ့ရဲ့လောင်အိမ်ကိုလဲတော့မကြည့်တော့ပါဘူး သူကအဲ့ဒီမှာတကောင်တဲ့အထီးကျန်စွာနဲ့ကဘာကြီးကိုဟိန်ဟောက်နေခဲ့ပါရင်လူဝိုင်းကတိတ်တဆိတ်လက်လျှော့ထားတဲ့တနားစရာခွေးတကောင်ပြစ်နေခဲ့ပါပြီဒါပေမဲ့ကံကြမ္မာစွာကလည်းမကြကနာဆိုသလိုသူ့ရဲ့အစီအစဉ်တွေနဲ့လာတက်ပါရင်ကဲစေးစခန်းကဝန်ထမ်းတွေဟာသူတို့တတ်နိုင်သမျှအကုန်စူးစမ်းခဲ့ကြပါရင်အပြုတ်မှုဆိုင်ရာကျွမ်းကျင်တဲ့သူတွေခွေလေးကျင့်ပေးတဲ့လူတွေဒီနောက်ခံကဲစေးဝေကရောမှာခေါ်ယူခဲ့တာပါဒါပေမဲ့ဘလဲကသူတို့အားလုံးကိုငင်းဆန်ခဲ့ပါရင်သူဟာပဲသူ့ရဲ့လက်ထဲကမှအစာကိုမယူပါဘူး သူကကျင်းနာတဲ့စကလုံးတွေဒါမှမဟုတ်ငင်းတာတဲ့အလေးချွန်းတန်တွေကိုလည်းတုံ့ပြန်မှုမရှိပါဘူးဘယ်သူပဲသူ့ကိုရှီးကပ်ဖို့ကြိုးစားကြိုးစားသူကသွားဝီကိုထုတ်ပြပြီးတော့သူတို့ကိုရက်တန့်သွားစေနိုင်တဲ့ဟေဟောက်တန်တွေပြုလုပ်တတ်ပါရင်အသက်ကြီးတဲ့စေတနာဝန်ထမ်းတယောက်ဖြစ်သူမစ္စစ်ဟဲရီကအခက်အခဲရှိတဲ့ခွေးဝေနဲ့အနည်း30ကျော်အလုံးလုံးခဲ့တဲ့လူပါသူကငရနေခင်တခုမှာသူ့ရဲ့လောင်းအင်ကိုတော့ခိုင်းနေပဲဝန်းနေစွာနဲ့ခေါင်းခိုင်ရလိုက်ပါလိမ့် ဒီခွေးလေးကိုတင်းရောက်ကတော့အရန်ဆူဆူရွာလှုပ်ထားခဲ့တာပဲလို့သူကတီးတိုးပြောနေကြတာပါသူရဲ့ခန္ဓာကိုယ်မှာဆိုရင်ကြမ်းတမ်းတဲ့အသိရဲ့အမာရွတ်တွေရှိပါရင်ဘေးဖက်မှာအနေငယ်အပူလောင်ထားတဲ့အယာဝေနောက်ပြီးအရင်ကဒဏ်ရာတစ်ခုနဲ့ကြောက်ရွံ့မှုနဲ့ဒရဝေရောထွေးနေကြတဲ့အမျက်လုံးတွေပဲဖြစ်ပါရင်ဒီလိုနဲ့မိုးရွာတဲ့နေလေခင်တခုမှဆိုရင်အမားလို့ခေါ်တဲ့ကောင်မလေးတယောက်ကသူ့အဖေရဲ့လက်ကိုတင်းတင်းကြပ်ကိုင်းပြီးတော့တခါကနေဝင်လာခဲ့ပါရင်သူမဟာခုနှစ်နှစ်ထက်တော့မှမပူတည်ပါဘူး အမဟာသူ့အရွယ်တခြားကလေးပဲလို့ပဲခွေးတကောင်ကိုရှာဖွေနေခဲ့တာမဟုတ်ပါဘူး။သူမကတငယ်ရှင်တယောက်ဘယ်သူ့ကိုမဆိုတငယ်ရှင်ဖြစ်ရှင်လို့ဒီနေရာကိုရောက်လာခဲ့တာပါ။ဟိန်ဟောက်နေတဲ့ခွေးတန်းတွေကိုဖျက်ရှောက်လာရင်းနဲ့ပဲအမဟာဗလဲရဲ့လောင်းအင်းအရှိမရုတ်တရက်ရက်လိုက်ပါလေ။သူ့အဖေကခိုးတကောင်တော့မဟုတ်ဘူးတမီ။သူကမလုံရှုံဘူးလို့တတိပေးကသူ့ကိုငင်းရတဲ့တာနဲ့ဆွဲခေါ်ဖို့ကြိုးစားပါလေ။ဒါပေမဲ့အမဟာကတော့မရွှေ့ပါဘူး။သူမဟာဗလဲရဲ့ပြင်းထန်တဲ့ခုခံကာကွယ်နေတဲ့မျက်လုံးတွေကိုတက်တက်စိုက်ကြည့်ခဲ့ပါလေ။ ပြီးတော့အတော်ကြာတဲ့အချိန်အတွင်းပထမဆုံးအချိန်ဒီနဲ့ဘလဲဟာမဟိန်းဟောက်ပါဘူး။သူဟာတိတ်ဆိတ်စွာနဲ့ငြိမ်သက်ပြီးတော့သူမကိုပြန်ကြည့်ပါရင်အမကသူ့ရဲ့လောင်ရဲ့ရှေ့မှာဒူးထောက်ထိုင်ချလိုက်ပြီးတော့သူမရဲ့လက်သေးသေးလေးကိုတတ်ထုတခါရွက်အပေါ်မှာအပြားလိုက်တင်လိုက်ပါရင်စကလုံးနဲ့လည်းမပါပါဘူး။ရုပ်တရက်လှူရှားမှုလည်းမရှိပါဘူး။တိတ်ဆိတ်နေတဲ့နားလည်မှုတစ်ခုပဲရှိနေခဲ့ပါရင်ဝန်ထမ်းတွေကတော့အံ့ဩတဲ့အတွက်ဆောင်ကျင်နေကြပါရင်ဘယ်သူမှမရှိကနိုင်တဲ့ခွေးလေးပလဲဟာတခါအနာကိုကတ်လာပါရင်သူ့ရဲ့ခန္ဓာကိုယ်ကတင်းမာနေပေမဲ့စူးစမ်းရှင်စိတ်နဲ့ပါ ဲ့ဒီအခါမှာပြက်စည်းနေတဲ့ဝိညာဉ်တစ်ခုဟာတယောက်နဲ့တယောက်ယဉ်နေတဲ့အရာတစ်ခုကိုအတိမတ်ပြုတ်လိုက်ကြသလိုပဲဖြစ်ပါရင်ပထမဆုံးအချိန်တွေးဆမှုအပြီးမှာတော့အမဟာသူ့ရဲ့အဖေကိုနေ့တိုင်းဗလဲစီသွားလဲခွင့်ပြုဖို့တောင်းပန်ခဲ့ပါရင်အဖေဖြစ်သူကတွေ့ဝင်နေခဲ့ပေမဲ့အမကတော့ဗလဲအကြောင်းကိုအဲ့ဒီလောက်ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ပြောနေတာကိုမြင်ပြီးတော့သဘောတူပေးခဲ့ပါရင်ဒါကြောင့်နေ့တိုင်းကြောင်းစင်းပြီးတော့အမဟာမိုးရွာသည်ဖြစ်စေနေပူသည်ဖြစ်စေ ကဲစေးစခန်းကိုတန်းသွားပြီးတော့ဗလဲရလောင်ရင်ဘေးမှာတိတ်တဆိတ်ထိုင်နေတော့ပါရီအစပိုင်းမှာတော့ဝန်ထမ်းတွေကသူမကိုဘာမှအန္တရာယ်များတာဝေမလုပ်ဖို့တတိပေးကြပါရီသူတို့ကလောင်အိမ်နဲ့ခြေလမ်းအနေငယ်အကွာမှာကလာထိုင်တလုံးချထားပေးပါရီအမကတော့ခုမဆိုင်ပါဘူးသူမဟာခြေတော့လေးဝေလွှဲရင်းနဲ့ပဲအဲ့ဒီမှာထိုင်နေတော့ပါရီဇုံတွေတူတူလေးအတန်ထွက်ပြီးဖတ်ပြပါရီတချင်းလေးဝေကိုလည်းတင်ကြီးနဲ့ငီးနေတတ်တာပါဒါမှမဟုတ်သူ့ရဲ့တဏိတာအကြောင်းတွေကိုဗလဲအားရိုးရိုးရှင်းနဲ့ပြောပြနေတတ်ပါရင်သူ့ရဲ့တောင်းမှရှိတဲ့ဗလဲကလည်းနားထောင်နေတတ်ပါရင် မလုံမရှာမဟင်းဟောက်ပဲနဲ့နားထောင်နေကြတာမှာရက်တွေကနေလနေအထိကြာလာခဲ့ပါပြီတပိဖြစ်နေဗလဲရဲ့ကိုနေဟန်ထားကပြောင်းလာပါလိသူ့ရဲ့ပခုံးကတောင့်တမှုပြောက်ွက်သွားခဲ့ပါလိသူ့ရဲ့မျက်လုံးထဲမှာမီးတောက်တွေကပုံပြီးနူးညံ့တဲ့မျောလင်းချက်လိုမျိုးအရေးအောက်နေပြောင်းသွားခဲ့ပါလိဒီလိုနဲ့နေလိုက်ခင်တစ်ခုမှာတော့မယုံနိုင်စရာတစ်ခုဖြစ်ခဲ့ပါလိအမရဲ့ပေါင်ပေါ်ကနေအယုတ်လေးတယုတ်ပြုတ်ကျသွားခဲ့ပြီးတော့လောင်အင်စီကိုလိမ့်သွားခဲ့တာပါ လူဝိုင်းကတော့ထိတ်လန့်သွားခဲ့ပြီးဗလဲတယောက်စွစွရွာတုံးမြမကိုစောင့်ကြည့်နေကြပါရီဒါပေမဲ့ခွေးလေးမလဲကတော့တပိဖြစ်ရှင်တိုးသွားခဲ့ပြီးအယုတ်ကိုနန်းရှုပ်ပါရီအမကအယုတ်ကိုမယူပဲနှွေးထွေးစွာပြုံးပြလိုက်ပါရီအဲ့ဒီတေးငယ်ပြီး queue site လှူရှာမှုလေးဟာအံ့ဖွဲ့တစ်ခုရဲ့အစမှန်ဖြစ်ခဲ့ပါရီကဲဆေးစခန်းကိုရောက်လာတဲ့အချိန်ကနေစပြီးပထမဆုံးအချိန်နေနဲ့ဗလဲဟာယုံကြည်ဖို့ဆန္ဒရှိနိုင်တဲ့အကြောင်းပြသခဲ့ပါရီအရာအလုံးပြောင်းလဲသွားတဲ့နေ့ကစနေနေ့မနေ့တခုပါအမကစောစောရောက်လာခဲ့ပြီးစက်ကူနဲ့ queue site ထုတ်ထားတဲ့ ပေါင်မုံလေးတစ်ခုကိုစုပ်ကင်ထားပါရီသူမကသူ့ရဲ့ပုံမှန်နေရာမှာထိုင်ပြီးတော့ပေါင်မုံကကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပါရီတကိုက်စားပြီးတော့အပိုင်းစားလေးတစ်ခုကိုစုပ်ဖြဲပြီးဘလဲရဲ့လောင်အင်းစီကိုငင်းတတာပြစ်ထည့်လိုက်ပါရီအစပိုင်းမှာတော့ဘလဲဟာအဲ့ဒါကိုစိုက်ကြည့်နေခဲ့ပါရီအခန်းကတိတ်ဆိတ်လုံးတဲ့အတွက်နေရန်ကတ်နာရီရဲ့အတန်ကရောမှကြားနိုင်ပါရီပြီးတော့တပိဖြည်းချင်းနာကျင်နေရတဲ့လိုမျိုးဘလဲကတိုးသွားခဲ့ပြီးအစအမုံကိုနန်းရှုံလိုက်ပါရီ ူကအမကိုကြည်ပါရင်အစာကိုပြင်ကြည်ပါရင်ပြီးတော့သူ့ရဘဝမှာအခက်အခဲဆုံးဆုံးဖြတ်ချက်ကိုချနေတယ်လို့မျိုးအဲ့ဒါကိုစားလိုက်ပါရင်ကဲစည်းစခန်းကဝန်ထမ်းတွေဟာအံ့ဩလို့တဲ့အတွက်တယောက်နဲ့တယောက်ကြည်လိုက်ကြပါရင်အမကတူတူလေးရေလိုက်ပြီးမှမလှုပ်ရှားပါဘူးသူဘဟာနောက်ထပ်အပိုင်းအစာလေးတစ်ခုကိုစုပ်ပြီးတော့လက်ဖွားကိုဖြွင့်ကလောင်းရင်အတွင်းဖက်ကျမ်းပြပေါ်မှာတင်ပြလိုက်ပါရင်ဘလဲကဒီတစ်ခါထပ်ပြီးတွန်းဆုပ်နေတယ်လို့ပဲဖြစ်ပါရင်သူ့ရဲ့အကျွတ်သားဝေးတင်းမာလာပါရင် သူ့ရဲ့အသက်ရှင်တော့ကမြန်လာခဲ့ပါလိမ့်ဒါပေမဲ့တုံရင်သွားပြီးတော့သူဟာလက်ကိုစန့်ထုတ်ကသူမရဲ့လက်ထဲကအစာကိုငင်းငင်းနဲ့တာနဲ့ယူစားပါလိမ့်ကဲစေးစခန်းရဲ့မန်နေဂျာရဲ့မျက်လုံးမှာဆင်တော့မျက်ရည်ဝိုင်းလာခဲ့ပါပြီဒါကအစာအကြောင်းတက်တက်မဟုတ်ပါဘူးယုံကြည်မှုအကြောင်းပဲဖြစ်ပါလိမ့်ဘလဲဟာသူ့ကိုအချင်းအတော်ကြာဖမ်းဆီးထားခဲ့တဲ့မမြင်နိုင်တဲ့နေရာတစ်ခုကိုကြော်ဖြတ်နိုင်ခဲ့ပါပြီအဲ့ဒီနေ့ကစပြီးအယယာကလင်းမြန်စွာနဲ့တိုးတက်လာခဲ့ပါရင်အမှန်ရောက်လာတဲ့အခါတိုင်းဘလဲကသူမစီကိုရှီးကပ်လာတတ်ပါရင် တနင်္လာနေ့နှလုံးသားကြီးမတဲ့ကောင်မလေးတယောက်ဟာသူ့ကိုကုသဖို့အတွက်နီလန်းကိုရှာတွေ့တွားခဲ့တာပါရက်ဒီကနေလတဲ့အထိကြာလာတာနဲ့အမျှဗလဲနဲ့အမ္မာအကြံဆက်ဆံရေးကနေရှိုင်းလာခဲ့ပါရင်ဒီလိုနဲ့အမ္မာကဗလဲရဲ့လောင်အိစီဘလုံးလေးကိုငင်းတဲ့တာလိမ့်ပေးတဲ့ရိုးရှင်တဲ့ကစားနီးဝေးကိုလည်းစတင်ခဲ့ပါရင်အစပိုင်းမှာတော့သူကဘာလို့ရမှမသိကြည်နေုံပဲတတ်နိုင်ခဲ့ပါရင်ဒါပေမဲ့တနေ့မှာတော့သူဟာသူ့ရဲ့ခြေထဲနဲ့ပြန်သွင်းလိုက်ပြီးအမ္မာကပျော်ရွှင်စွာလက်ခုပ်တီးပေးပါရင်ကဲစီစခန်းကဝန်ထမ်းကြီးကလည်းအံ့ဩကြပါရင် အရင်ကဘေဒူးကမအနာကတ်တာကိုမခံပဲဟိဟောက်တက်ပြီးခုံးတက်တဲ့ပလဲဟာအခုစတော့အမအခန်းထဲဝင်လာတဲ့ခန္ဓာငင်းသက်စွာနဲ့လဲနေခဲ့ပါပြီ။သူမထွက်သွားတဲ့အခါမှာတော့မှသူကတိုးတိုးလေးနဲ့ငင်းကိုတက်ပြီးတော့သူမကိုနောက်ထပ်နေဖို့တောင်းပန်နေတယ်လို့မျိုးပြုမှုနေတတ်ပါလိမ့်။အံဖွဲအတွင်ပြောင်းလဲမှုကိုမြင်ပြန်တော့အမရဲ့မိဘဝေကသူမလာလဲတဲ့အချိန်ဒီမှာဗလဲကိုလောင်းအိမ်အပြင်မှာအချိန်ပေးဖို့စီစဉ်ခဲ့ပါရီသူတို့ကသူ့ကိုလုံခြုံတဲ့အချံဝင်တစ်ခုစီခေါ်သွားပါရီ ဲ့ဒီမှာအမကခုံတန်းလေးတစ်ခုမှထိုင်ပြီးတော့သူ့ကိုအစာလေးပဲပြစ်ကျွေးငင်းရတဲ့သားနဲ့စကားပြောပြတာပါတပည့်ပြည့်ရှင်ပဲဗလဲကသူ့တက်လာပြီးတော့မယုံနိုင်စရာကောင်းတဲ့နိလေခင်တစ်ခုမှဆိုရင်သူ့ရဲ့ခေါင်းအကြီးကြီးကိုသူမရပေါင်ပေါ်မှာလာတင်ပါရင်အမကသူ့ရဲ့အမွေးဝေးကိုပွတ်တက်ပြီးပြီးတော့မြေရီဝေးစီးကြလာပါရင်အမဟာရိုင်းဆိုင်တဲ့ခွေးတကောင်ကိုယင်ပအောင်လုံနိုင်ခဲ့တာတင်မကပါဘူးတခြားလူတိုင်းလက်လျှော့ထားတဲ့နှလုံးသားတစ်ခုကိုလည်းကုတပေးနိုင်ခဲ့ပါရင်အမရဲ့မိဘဝေကသူ့ရဲ့သမီးနဲ့ခွေးကလေးရဲ့ဆက်ဆံရေးကိုတဘောကျသွားခဲ့ပြီး ကယ်ဆယ်ရေးစခန်းရဲ့ဒရိုက်တာနဲ့ထိုင်ပြီးတော့စကားပြောပါရင်စာရွက်စာတမ်းတွေအိမ်စစ်ဆေးမှုနဲ့ဆက်လက်လေ့ကျင့်ပေးမယ်ဆိုတဲ့ဂရုဝေအများကြီးပါတဲ့စကားဝေပြောဆိုမှုအပြီးမှာတော့သူတို့ကတရားဝင်လှုပ်လိုက်ကြပါလိမ့်ဗလဲဟာအမှန်နဲ့အတူအိမ်ပြန်ရတော့မှာပါဗလဲကကယ်ဆယ်စခန်းကနေထွက်သွားတဲ့နေ့မှာမမေ့နိုင်စရာပဲဖြစ်ပါလိမ့်ဝန်ထမ်းတွေကနှုတ်ဆက်ဖို့တန်းစီနေကြပါလိမ့်တချို့ဆိုရင်မျက်ရည်တောင်တုတ်နေကြပါလိမ့် ဘလဲကတော့ဆွေးနေပုံမပေါ်ပါဘူး။သူကခေါင်းမုတ်ထားပြီးအမီးကိုလွတ်လွတ်လပ်လပ်ပထမဆုံးအချိန်ရန်ခလျာအမရဲ့ဘေးမှာကုန်ယူစွာနဲ့ရှောက်သွားခဲ့ပါရင်ဒီလိုနဲ့အိမ်ရောက်တော့ဘလဲကအခန်းတိုင်းကိုလဲပတ်ကြည့်ရှုပြီးနောက်ဆုံးမှအမရဲ့ခြေရင်းမှာအမြဲတမ်းရှိနေတယ်လို့မျိုးအခြေချလိုက်ပါရင်အမကသူ့ကိုတင်းတင်းကျပ်ဖက်ပြီးတော့မင်းအခုလုံရှုံပါပြီဘလဲလို့တူတူလေးပြောလိုက်ပါရင်ဘလဲကသူ့ရဲ့မိသားစုကိုတွေ့ခဲ့ပါပြီဒါပေမဲ့ပို့အရေးကြီးတာကသူ့ဟာအခြေလုံရှုံမှုနဲ့သူ့ကိုနားလဲပြီးမဲ့နေရာတစ်ခုကိုတွေ့သွားခဲ့တာပါ ဒီအရာဝေအလုံးဟာဘယ်တော့မှမိစ္ဆာတကောင်လို့မမြင်ပဲကေတင်ရဂျိုးနတ်တဲ့နှလုံးသားတစ်ခုလိုပဲမြင်ခဲ့တဲ့ကောင်းမလေးတယောက်ရဲ့ဂျေဆုကြောင့်ပဲဖြစ်ပါရီဂျေဆုပြပရိတ်တမြအားလုံးဂျေဆုထူတင်ရှိပါခင်ဗျာ